ချောင်းနာထောင်လိုလူမိသွားတဲ့ကိုရီယာပြဿနာဖြစ်နေချိန်ဂျက်ရောက်လာတာကြောင့်ကန်စတာခွနပါလဲဂျပန်ကိုသာအာယုံရောက်သွားကြပါတယ်။အဲထဲကဘယ်လေးကတော့တနနက်ပြင်းဖို့လုပ်ပေမဲ့အကြောင်းမရှိပဲလူမသက်ရဘူးလို့ပြောလာပြီးထွက်သွားကြပါတယ်။ကိုကတော့ကန်ကောင်းလို့ပျော်ရွှင်ခြင်းခွနပါရှိကနေလွတ်လာတာပဲလို့ပြောလာတာကိုကြားလိုက်တဲ့ဂျက်ကတော့တခုမှမနေရသော်သတိထားမိနေပါတယ်။အဲနောက်မှာတော့ဂျက်ရဲ့ဒဏ်ရာတွေကိုဂူသတိထားမိသွားပြီးဟာကူလက်ကိုပြန်သတိရသွားပါတယ်။ဒဏ်ရာတွေအများကြီးအိတ်နေရောပေါ့လို့ဂူပြောလာပြီးဗန်ဟီတဲ့အတွက်ဆေးတွေယူသွားပါတော့တယ်။ပြန်ဝဲကွင်းထဲမှာတော့လူသားတွေဟာသုံးပွဲရှုံပြီးနှစ်ပွဲနိုင်တာဖြစ်ပြီးအခုဒီတခါပြန်ရမယ့်ပြန်ဝဲဝင်ကတော့တစ်ချိန်လုံးကလူသားတွေကိုအလင်းဆော ောင်ပေးခဲ့တဲ့သူအရာရာကိုလမ်းပြပေးခဲ့တဲ့သူသူဟာကာမဂုဏ်ဆန္ဒကိုလည်းစွန့်လွတ်တယ်အာယုံ၆ပါးကိုလည်းစွန့်လွတ်တယ်သူဟာနေတော့လည်းတယောက်တည်းတိုက်ခိုက်တော့လည်းတယောက်တည်းကောင်းကင်ရောမြေကြီးမှာပါသူသားလေးအတန်ပါဆုံးလို့ပဲခံယူထားတဲ့သူသူကတော့ဗုဒ္ဓပါပဲကြီးနေကြတဲ့သူတွေအလုံးအံ့ဩသွားကြပြီဗုဒ္ဓကတော့လူသားတွေဘက်မှာတွားရက်နေပြီကြံကြတဲ့သူရှိကနေမိုက်ကိုယူလိုက်ပါတယ်အဲနောက်မှာတော့သူဟာလူသားတွေဘက်ကနေတိုက်ခိုက်ပေးသွားမှာပါလို့ပြောလာပြီးကိုင်းတစ်ကွင်းလုံးလည်းဗုဒ္ဓကိုတစ္ဆာဘောက်ကောင်ဆိုပြီးပြောနေကြပါတယ်ဗုဒ္ဓကဘုရားသခင်ကလူသားတွေကိုမကယ်တင်ငါကယ်တင်မယ်လို့ပြောလာပြီးလာရှုပ်တဲ့ဘုရားသခင်တွေကိုငါသတ်မယ်လို့ပြောလိုက်ပါတယ်ကြီးနေကြတဲ့သူတို့ တစ်ဖက်လုံးကတော့ဗုဒ္ဓကိုတက်ချင်လို့တော့ဒေါသတွေထွက်နေပြီးအစွမ်းနေတယ်ထွက်နေပါတယ်။စေကန်ထဲမှာကုသနေတဲ့ရှီဗာနဲ့တော်တို့ကတော့ဒီကောင်တော့လှုပ်ချလိုက်ပြီပဲလို့ပြောတာပါတော့တဲ့။အဲနောက်မှာတော့သူ့လက်ထဲကမိုက်ကိုဖြတ်စည်းလိုက်ပြီးကြောင်ကြောင်တဲ့သူကတော့သူ့ရဲ့မိုက်လေးပြက်စီးသွားလို့အော်နေရပါပြီ။ကုလဲဒါရီအားလုံးကအမားတော်စီစဉ်ခဲ့တာလားလို့မေးလာပြီးဘန်ဟီတဲ့ကတော့ဗုဒ္ဓလိုဖျားသခင်မျိုးကဘသူအမေကိုမှနားမခံတာလို့ပြောလာပါတယ်။ပွဲမစားခင်အစောပိုင်းတုန်းကဗုဒ္ဓတယောက်ဘန်ဟီတဲ့ရှီကိုရောက်လာပြီးပေါပေါဆုံးစားအောင်မလားလို့ပြောလာပြီးဘာလို့မျက်ရည်တွေကျနေတာလဲလို့မေးလိုက်ပါတယ်။သူမရဲ့မျက်ရည်တွေကတင်းဆုံးသွားပြီးဖြစ်တဲ့သူရဲ့ကောင်းတွေအတွက်ပဲလို့ပြောလာပြီးဗုဒ္ဓကတော့ဒီတစ်ခေါက်ပြန် ပွဲမှာသူကလူသားတွေဘက်ကနေတိုက်ပေးသွားမှာလို့ပြောလိုက်ပါတယ်ဗုဒ္ဓလည်းဒါတွေအလုံးကဘန်ဟီဒဲအစီအစဉ်ချတာတဲ့အထက်ကဒစိမ့်တစ်ပိုင်းပဲလာလို့မေးလာတော့ဘန်ဟီဒဲလည်းမလုံရဲပါဘူးလို့သာပြန်ပြေးလာပါတယ်ဘန်ဟီဒဲကအဲ့လိုမျိုးလုပ်ခဲ့ရင်ပြန်ပေးဆိုင်ရမယ်လို့ပြောပြီးထောက်သားပါတော့တယ်ပြန်ပွဲကွင်းထဲမှာတော့ကြော်ညာတဲ့သူကအဲ့လိုပြန်လို့မရဘူးလို့ဗုဒ္ဓကိုပြောနေပြီးအဲ့အချိန်မှာပဲဇူးရောက်လာပါတယ်ဇူးလည်းအခြေအနေတွေကအဲ့လိုဖြစ်သွားမှာတော့လက်ခံယုံကလွယ်ပြီးတခြားလုံးတော့မရတော့ဘူးလို့ပြောလာပါတယ်ပြီးတော့ပြန်ပွဲကွင်းရဲ့စီမံအရာတစ်ဖက်စီကို9ရောက်ပြန်ဖို့လုံးဝမှာဖြစ်တာကြောင့်အဆင်ပြေပါတယ်လို့ပြောနေတော့အိုရင်တယောက်ဗုဒ္ဓကိုဒီလိုလုံးဝတဲ့အကြောင်းရင်းကဘာလဲလို့မေးလိုက်ပါတယ်ဗုဒ္ဓလည်းသူက ဒီတိုင်းသူလုံးချင်တာကိုလုံးတာလို့ပြန်ပြောလိုက်တော့နတ်ဖျားဘက်ကလူတွေကဗုဒ္ဓကိုဝိုင်းပြီးပြောလာကြပါတယ်ဗုဒ္ဓလည်းအဲ့တော့သူကဘယ်သူနဲ့ရှင်မြန်ရမှာလဲလို့မေးလာပြီးဇူလည်းမင်းအတွက်အစာကလေးကရွေးချယ်ပြီးသွားပါပြီလို့ပြောလာပါတယ်အဲ့အချိန်မှာပဲကောင်းဝင်ဘော်ကလည်းအလင်းနှန်းတွေကြားလာပါတယ်အဲ့နောက်မှာတော့တင်းဘောတစ်စင်းကိုတွေ့လိုက်ရပြီးပျော်ရွှင်ခြင်းခုနှစ်ပါးကိုတွေ့လိုက်ရပါတယ်ဇူလည်းအောက်ကုန်းနေမှာမို့နိုင်အောင်လုံးခဲလို့ပြောပြီးထွက်သွားပါတော့တယ်ကြညာတဲ့သူတွေဒီပြိုင်ပွဲကတယောက်ချင်းပြန်ရမှာဖြစ်တာကြောင့်မဆိုင်တဲ့သူတွေဘေးထွက်ပြီးပါလို့ပြောလာတော့သူတို့တွေကအစာကလေးကတယောက်ထဲပါလို့ပြောလာပါတယ်အဲ့နောက်မှာတော့တန်ကြန်ကကိုဖျက်ဆီးလိုက်ပြီးတယောက်ပြီးတယောက်ကကြောထဲကိုခုံဝင်လာကြပါတော့တယ် ဲ့ကြီးနေကြတဲ့သူတွေကတော့သူတို့ကဘာတွေလုပ်နေကြတာလဲဆိုတာကိုနားမလည်နိုင်နေကြပါဘူးအားလုံးကကြော်ထဲကိုဝင်သွားတဲ့အခါမှာတော့စွဲရင်လုံးကြီးတလုံးဖြစ်သွားပါတော့တယ်အဲ့စွဲရင်လုံးကြီးကတဖြည်းဖြည်းနဲ့အကွဲလာပြီးအထဲကနေတစုံတယောက်ပေါ်ထွက်လာပါတယ်တခါတုန်းကတချို့လူတွေကပျော်ရွှင်ခြင်းနဲ့ဖရာကခုနှစ်ပါမဟုတ်ပဲရှစ်ပါလို့ပြောကြပါတယ်ဒါပေမဲ့အမြဲတမ်းတွေးနေရတာကခုနှစ်ပါပဲဖြစ်ဖြစ်နောက်တစ်ပါကိုဘယ်သူမှမတွေ့ဘူးကြပါဘူးအကြောင်းကတော့သူပေါ်လာပြီးဆိုရင်ကောင်းငင်ရောမြေကြီးမှာပါကံကောင်းခြင်းတွေပျောက်ပြီးကံဆိုးခြင်းတွေရောက်လာတာကြောင့်မှဒါပေမဲ့အဲ့ဒီသူကဗုဒ္ဓနဲ့ရှင်မြိုင်ပေါ်ဖြစ်လာရပြီးစားလာတာနဲ့သူလူသက်ချင်တယ်လို့ပြောလာပါတယ်လူသားတွေအားလုံးကစောင့်ကြည့်ရုပ်တဲ့ကောင် နေကြီးပဲမလို့တက်ချင်နေပြီလို့ပြောလာပြီသူ့နောက်ကျောင်းကနေဓာတ်ထုတ်လာပါတယ်ကြံကြံတဲ့သူတွေဒီတကောက်ရှင်ပြိုင်မဲ့သူက0ဖုန်ကားပြစ်ပြီးသူနဲ့ရှင်ပြိုင်မဲ့သူကတော့ဗုဒ္ဓဘာလို့ကြံကြံလာပြီတိုက်ကြတော့လို့ပြောလာပါတယ် တချိန်လုံးကလူသားတွေကနတ်ဘုရားတွေနဲ့ရင်းနှီးနေကြတဲ့အချိန်ကာလမှာတချို့နတ်ဘုရားတွေကလူပြည်မှာနေပြီးလူသားတွေကိုကာဝယ်ဆောင်ရှောက်ကြပါတယ်။အဲဒီကမှာ Zero Four ကနတ်ဘုရားတွေအားလုံးထဲမှာတနာကျင်နာမှုအရှိဆုံးနတ်ဘုရားတစ်ပါးပါ။ဒီနေ့လေတာယာတဲ့နေ့လေးဖြစ်တာကြောင့်လမ်းလျှောက်နေတော့ငှက်ပေါက်တွေပြုတ်ကျနေတာကိုတွေ့လိုက်ရပြီးကောက်တင်ပေးလိုက်ပါတယ်။သူကအရာအားလုံးကိုကန်ကောင်းခြင်းတွေဖြစ်အောင်ဆောင်မပေးမယ်လို့ဆုံးဖြတ်ထားတဲ့သူပါ။ဒါပေမဲ့လူသားတွေနေတဲ့မြို့တစ်မြို့ကိုရောက်လာတဲ့အခါမှာတော့လူသားတွေဟာတေးချင်းစင်းရဲချင်းစားလောင်ချင်းတွေနဲ့ပြည့်နေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့် Zero Four ကလည်းကဲတင်မှုအတွက်ယောဂခံစားနေရတဲ့ကလေးတစ်ယောက်ရှိကိုတွေ့ပြီးသူ ူရဲ့ယောဂတွေကိုအဆုံးယူပေးလိုက်ပါတော့တယ်။ကောင်လေးလည်းယောဂတွေပျောက်ကင်းသွားပြီ Zero Fuga ကတော့ကောင်လေးရဲ့ယောဂကိုခန်းစားလိုက်ရပါတယ်။ဒါကိုတွေးတော့လူသားတွေလည်း Zero Fuga ကိုသူတို့ရဲ့ယောဂတွေပျောက်အောင်လုပ်ပေးဖို့အကူအညီတောင်းလာကြပါတယ်။ဒီလိုနဲ့ရပောင်းများစွာကြာပြီးတဲ့နောက်မှာတော့ Zero Fuga တယောက်တစ်ကိုယ်လုံးယောဂတွေပြည့်နှက်နေပြီးယောဂတယ်ကိုခန်းစားနေရပါတယ်။ဒါပေမဲ့အဲ့ဒါကပဲသူ့ရဲ့ဆန္ဒဖြစ်လို့နေပါတယ်။အခုနေသူကတင်ပေးခဲ့တဲ့လူသားတွေဘလို့များဖြစ်နေမလဲဆိုတာသိရအောင်လို့တွားကြည့်လိုက်ချိန်မှာတော့လူသားတွေရဲ့ပုံစံအစစ်မှန်ကိုတွေးလိုက်ရပါတယ်။လူသားတွေအားလုံးကိုသူကကန့်ဆိုးမှုတွေစိုးယူပေးခဲ့ပြီးမြဲသူတို့ကအခုတည်းကိုအဲကနေရုံမထွက်နိုင်သေးပါလားဆိုတာကိုသိလိုက် ရပါတယ်။ဒါအပြင်သူငငယ်ကကုသပေးခဲ့တဲ့ကောင်လေးကလည်းသူ့ကိုကလေးကလေးကောင်လို့ပြောလာတဲ့အခါမှာတော့ Zero Fu ကလည်းဒါတွေကလက်တွေမှာဟုတ်ရသေးရဲ့လားဆိုတာမယုံကြည်နိုင်ဖြစ်နေရပါတယ်။အဲအချိန်မှာပဲလူတိုင်းချင်းချင်းရောက်လာတာကိုတွေ့လိုက်ရပြီ Zero Fu ကတော့သူ့ကိုကန်စုံမှုတွေဆုပ်ယူခိုင်းဖို့ရောက်လာတဲ့သူတွေပဲလို့ထင်လိုက်ပါတယ်။အဲလူတိုင်းချင်းချင်းကိုဦးဆောင်လာတဲ့သူကတော့ဗုဒ္ဓဘာပဲ။သူနောက်ကလူတွေကပုံစံအားဖြင့်မချမ်းသာပင်ပဲလူတိုင်းကပျော်ရွှင်နေကြပါတယ်။အဲဒါကိုတွေ့လိုက်ရတဲ့ Zero Fu ကလည်းဗုဒ္ဓဟုခဏနေဦးဆိုပြီးတားလိုက်ပါတယ်။သူကလူသားတွေကိုပျော်ရွှင်ဖို့အတွက်ကန်စုံချင်းတွေဆုပ်ယူပြီးကန်ကောင်းမှုတွေပဲရှိတောင်လုပ်ပေးခဲ့ပြီပဲ။သူတို့ကအခုတော့အဲ့လိုဖြစ်မနေဘူးလို့ပြော လာပါတယ်ဗုဒ္ဓကတော့အကြောင်းရင်းကိုသူသေးချာမသိပေမဲ့သေချာတာကတော့ပျော်ရွှင်ခြင်းတွေကလုံးယူရတာမဟုတ်ပဲရင်းနှင်းထဲကနေပေါ်လာတာလို့ပြောလာပါတယ်အဲ့ဒါကိုကြားလိုက်ရတဲ့0 focus နဲ့သူအချက်ခွဲခံလိုက်ရတယ်လို့ခံစားလိုက်ရတာကြောင့်ပြေထွက်သွားပါတယ်တောအုပ်တစ်ခုထဲမှာရှိတဲ့ရင်းအိမ်တစ်ခုမှာသူကဘာလို့အကိုကွယ်မခံရတာလဲလို့ပြောပြီးမကောင်းတဲ့အငွေသက်တွေထွက်နေပါတယ်အဲနောက်မှာတော့အဲအငွေသက်တွေအားလုံးစုပေါင်းပြီးလူသားတွေကိုတတ်ချင်တဲ့မိသားနှကောင်ဖြစ်သွားပါတော့တယ်သူပင်နာကိုရောက်လာတဲ့လူသားတွေကိုတတ်ဖို့အနောက်ကနေလိုက်သွားပြီးမဲ့တကယ်တမ်းတတ်ဖို့လုပ်တဲ့အချိန်မှာတော့သူရဆိတ်ကိုထိန်းချုပ်ပြီးကိုခွဲတွေထုတ်လုပ်လိုက်ပါတယ်အဲကိုခွဲတွေကကံကောင်းခြင်းခုနှစ်ပါးဖြစ်ပြီးသူတို့အားလုံးကသူတို့ကိုအ က်ခွဲခဲ့တဲ့ဗုဒ္ဓကိုတတ်ချိန်နေကြပါတယ်။ဒါပေမဲ့အချိန်မကြာသေးတာကြောင့်နောက်မှပြန်လည်စားကြည့်မယ်လို့ပြောပြီးထွက်သွားပါပြီ။ပြည်ဝဲကွင်းထဲမှာတော့0 focus တယောက်သူအခုလိုမျိုးပုံစံဖြစ်လာအောင်ဗုဒ္ဓကလှုပ်ခဲ့တာလို့ပြောနေပြီးဗုဒ္ဓလည်းတစ်ချက်ကန်ပေးလိုက်ပါတယ်။0 focus ကတော့ခွေကျသွားပြီးနားလိုက်တာလို့အော်ဟစ်ပြီးသွေးတွေထွက်လာတာပဲလို့ပြောနေပါတယ်။ဗန်ဟီတဲကတော့တော်တော်လေးမြန်တဲ့ဗုဒ္ဓပါပဲလားဆိုပြီးချီးကျူးနေကြပါတယ်။တပတ်က0 focus ကတော့ဗုဒ္ဓကိုတတ်မယ်လို့ပြောတာပြီးသူရလက်ထဲကဓာတ်ကလည်းမျက်လုံးတွေထွက်နေပါတယ်။အဲနောက်မှာတော့ဗုဒ္ဓကိုဓာတ်နဲ့လိုက်ကြနေပြီးဗုဒ္ဓကတော့အေးဆေးရှောင်နိုင်နေပါတယ်။ဒါပေမဲ့အေးဆေးရှောင်နိုင်တဲ့ဗုဒ္ဓကိုကြည့်ပြီး0 focus တယောက်ပို့ပြီးစိတ်ထူလာရ ပါတယ်။တကြံလေးတော့မတိတာကြောင့်ကန်စိုးမှုတွေများလာပြီးသူရဲ့ဓာတ်ကလည်းပုံပြီးကြီးလာပါတယ်။ဇူရိုကတော့အဲ့ဓာတ်ကကန်စိုးချင်းတွေစားသုံးတဲ့ဓာတ်လို့ပြောလာပါတယ်။ဘန်ဟီတဲ့ကတော့ဗုဒ္ဓကဘာလို့ရှောင်းနိုင်နေရလဲဆိုတာသိလာလို့ဂူကိုမေးလာပါတယ်။ဂူလည်းတင်ချာကြည့်လိုက်တော့ဗုဒ္ဓကတိုက်ခွဲမလာခင်ချိုးရှောင်းနေတာကိုတွေ့တယ်လို့ပြောလာပြီးဘန်ဟီတဲ့လည်းအဲ့ဓာတ်ကအနာဂတ်ကိုမြင်နိုင်တဲ့ဗုဒ္ဓရဲ့ညံဆွဲကြောင့်ပဲလို့ပြောလာပါတယ်။ပြန်ပွဲကွင်းထဲကဗုဒ္ဓကတော့ဆက်ပြီးမရှောင်းတော့ပဲရက်နေပြီးဘန်ဟီတဲ့ကတော့ဗုဒ္ဓကဆက်ပြီးမရှောင်းတော့တာကအနာဂတ်ကိုဆက်ပြီးမမြင်ရတော့လို့ဆိုပြီးတွေးမှုနေရပါတယ်။အဲ့အချိန်မှာပဲဇူရိုဖူကကကြီးမားလို့နဲ့ဓာတ်ကြီးနဲ့ဗုဒ္ဓကိုဖိချလိုက်ပါတယ်။ဖိချက ံလိုက်ရတဲ့ဗုဒ္ဓကတော့သူ့ရဲ့အစွမ်းကိုထုတ်သုံးလိုက်ပြီးသူ့လက်ထက်ကလက်နက်ကလည်းဒိုင်းအဖြစ်ပြောင်းလဲသွားရပါတယ်။အင်အားကြီးတဲ့လက်နက်ကြီးနဲ့အခြားခံလိုက်ရတဲ့ဗုဒ္ဓတယောက်သူ့ရဲ့လက်နက်ကိုဒိုင်းပုံစံပြောင်းလိုက်ပါတယ်။ဂူကတော့ဘလို့ဖြစ်လို့ဒိုင်းပုံစံဖြစ်သွားရတာလဲလို့မေးလာတော့ဘန်းဟီးတဲ့လည်းလူသားတွေကတင်းဆုံးနဲ့ပြင်းပြန်မွေးသွားတယ်။အဲ့ဒါကိုဗုဒ္ဓဘာသာမှာလောကဘုံ6ပါးလို့ခေါ်ကြပါတယ်။အဲ့လောကဘုံ6ပါးကဗုဒ္ဓကိုတပါးချင်းစီကယတနာတွေပေးခဲ့ပြီးအဲ့ယတနာတွေကဗုဒ္ဓရဲ့ခံစားချက်အတိုင်းပြောင်းလဲပေးပါတယ်။အခုပြောင်းလဲသွားတာကတော့ဒိုင်းဖြစ်ပြီးဗုဒ္ဓလည်းအဲ့ဒိုင်းနဲ့ကပြီး0ဖူကူရဲ့လက်နက်ကိုပြန်တွန်းလိုက်ပါတယ်။0ဖူကူကတော့ဗုဒ္ဓကိုတတ်လို့မမရရင်စုပ်ပြတ်တဲ့နေအောင်လုပ် ေးမယ်လို့ပြောလာပြီးဒါကနေအချောင်းတွေထွက်လာပါတယ်ပြောင်းလဲသွားတဲ့ Zero Fugu ရဲ့လက်နက်ကိုတားစီပေါ်ပုံစံတစ်ခုထပ်ပြောင်းလာပြီး Zero Fugu ကိုတမလိုက်ပါတယ်ဗတ်တန်လိုပုံစံမျိုးပြောင်းလဲသွားတာကြောင့်အဲ့ဒီခံစားချက်ကဘလို့မျိုးလဲဆိုပြီးဂူမီလာပါလို့တဲ့ဗန်ဟီလီယကတော့ဗုဒ္ဓကလွတ်လပ်စွာနေထိုင်တဲ့သူမျိုးလို့ပြောလာပါတယ်အဲ့ဒီလူကမွေးလာကလေးကအကောင်းဆုံးဆိုတဲ့နေရာမှာနေရပြီးအကောင်းဆုံးဆိုတဲ့အရာတွေကိုပဲသူ့ဘဝမှာရရှိခဲ့တာပါတနေ့မှာတော့သူခမေတော့ဘယင်ကြီးကသူ့အရွယ်ရောက်လာရင်ဘယင်ဖြစ်လာရမယ်တော့လို့ပြောသွားခဲ့ပြီးဗုဒ္ဓကလည်းစကားနားထောင်ခဲ့ပါတယ်ငမ်းမို့ခေါင်းပါတဲ့ရွာတွေကိုလည်းအစားအသောက်တွေမျှဝေခဲ့ပြီးရွာသားတွေကလည်းအရန်ကိုကျေးဇူးတင်တာကြောင့်နတ်ဘုရားလိုတော့တင်စား ားခေါ်ဝေါ်ကြပါရဲငှက်တကောင်ကိုကြည့်ပြီးလွတ်လပ်လိုက်တာလို့စဉ်းစားယုံပဲရှိတယ်အန်ကကတင်းဆုံးသွားခဲ့ပါပြီအဲဒီမှာပဲသူ့အကူတော်ရောက်လာတာကြောင့်သူ့အကူတော်ရှိကိုတွားပြီးနှုတ်ဆက်လာပါတယ်သူ့အကူနဲ့အတူစကားတွေပြောကြရင်ကျွန်တော်လည်းနောက်နေနေကြရင်ဘယင်ဖြစ်လာတော့မှာမို့အကူတော်လိုပဲပြောရတော့မယ်လို့ပြောလာပါတယ်ဒါပေမဲ့သူ့အကူတော်ကတော့သူ့ကိုကြည့်ရတာပျော်နေတဲ့ပုံစံပေါက်လို့လာလို့မေးလာတော့ဗုဒ္ဓလည်းဒီတိုင်းပြီမှာရှိတဲ့ပြည်သူပြည်သားတွေအတွက်လုံအောင်မှာဆိုတော့ပျော်စရာကောင်းတော့ဘောလို့ပြောလာပါတယ်သူ့အကူတော်ကတော့ "तू ကနောက်ရက်အနေငယ်ကြရင်တရားတော့မှာမလို့သူ့ဘဝကဘသူ့အတွက်အသက်ရှင်ခဲ့မယ်ကိုအခုတည်းမသိသေးဘူး"လို့ပြောလိုက်ပါတယ်ကောင်းဝင်ကြီးကဘလောက်ကျယ်ပြည့်ပြည့်မြစ်တွေကဗမာဆုံ တ်တယ်ဆိုတာ तू မသိသေးဘူးလို့ပြောလာပါတယ်နောက်ရဲ့အနေငယ်ကြတော့သူ့အကူရဲ့ဇာပနာဝဲကိုကျင်းပနေရပြီလူတိုင်းကငိုယုံနေကြပါတယ်အဲအချိန်မှာပဲဗုဒ္ဓတရား तू ကဘသူအတွက်ရှင်သန်နေထိုင်ရလဲဆိုတာကိုစဉ်းစားရင်အလေးပေါက်သွားရပါတယ်မြင်းမောင်ကနေစဉ်းလိုက်ပြီးအော်ဂျီနာနာကိုတွေ့လိုက်တဲ့လူတွေလည်းဗုဒ္ဓကယူသွားပြီလားလို့ပြောလာကြပါတယ်ဇာပနာဝဲကိုကြီးကျယ်စွာကျင်းပပြီးသူသာတာကိုကြည့်ရင်ပျော်ရွှင်နေမှာလို့ပြောနေကြပြီအဲအချိန်မှာပဲဗုဒ္ဓရောက်လာပါတယ်ခေါင်းတလားကိုမားလိုက်ပြီးသူ့အကူတော်ကိုမြေထဲကိုသာမျောပြလိုက်ပါတယ်အဲ့ဒီမီဒီယာနောက်မှာတော့နန်းတော်နဲ့စီစဉ်ကိုစွန့်လွတ်ပြီးတယောက်တည်းအချင်းချင်းကိုထွက်သွားပါတော့တယ်ညာလင်းကိုရချင်းအဆောင်မစားပဲနေရတယ်ဆိုပြီးအချင်းချင်းနေ ရပေမဲ့ဗုဒ္ဓကတော့အစားအသာလာကြွေးပါတယ်အဲ့ဒါအပြင်တနေကုန်တရားမကျင့်ကြမဲ့အားလုံးကိုလည်းလဲလျောင်းခိုင်ပြီးတက်တော့တတာဖြစ်အောင်နေခိုင်းတာပါတယ်ရင်းပူဇော်ခံရတဲ့ကလေးလေးကိုကဲတင်ခဲ့ပြီးဗုဒ္ဓကိုနတ်ဘုရားတွေကအပြစ်ပေးလိမ့်မယ်လို့ပြောပြမဲ့ဗုဒ္ဓကတော့အဲ့ဒါတွေကိုဂရုမစိုက်ပါဘူးပွဲထဲမှာတော့ဗုဒ္ဓတရားဇီရိုဖူကူရဲ့တိုက်ခိုက်မှုကိုရှောင်ရှားနေပြီးသူ့ရဲ့လက်နက်ကိုတခြားပုံစံပြောင်းလိုက်ပါတယ်ဇီရိုဖူကူကလည်းသူ့ရဲ့လက်နက်ကိုအယိုးပုံစံပြောင်းပြီးဗုဒ္ဓကိုတိုက်ခိုက်နေပါတယ်နှစ်ဖက်စလုံးကဓာချင်းရှင်ပြီးခုန်နေကြပြီးဗုဒ္ဓကတော့ဇီရိုဖူကူရဲ့ရင်မက်ကိုဓာရတစ်ချက်ပေးလိုက်ပါတယ်အားလုံးကဗုဒ္ဓကိုမိုက်တယ်လို့ချီးကျူးနေကြတာကြောင့်ဇီရိုဖူကူတရားပို့ပြီးဒေါသထွက်နေရပါတယ် ူရလက်နက်ကလည်းပိုပြီးအစွမ်းတက်လာပြီးဗုဒ္ဓကိုတိုက်တာလာကြောင်းဗုဒ္ဓလည်းသူရလက်နက်ကိုပုံစံပြောင်းပြလိုက်ပါတယ်တိုက်ခိုက်လာတဲ့အရာအလုံးကိုသူ့ဓာတ်နဲ့တားဆီးနေပြီးလူသားတွေကလည်းသူတို့အနာကိုရောက်လာတဲ့ဗုဒ္ဓအနံ့ကိုရလိုက်တာကြောင်းမှွေးနေတာပဲလို့ပြောလာပါတယ်ဗုဒ္ဓကတော့ Zero Fuku ကိုတားလိုက်ပြီးကိုကိုချစ်ရမယ်လေလို့ပြောလိုက်တော့ Zero Fuku လည်းအတိတ်တရားရသွားပါတော့တယ်တစ်ချိန်လုံးကိုဘသာချစ်ဖို့မင်းနေတဲ့ Zero Fuku တရားဗုဒ္ဓကြောင့်ကယ်တင်ခံလိုက်ရပါတယ်နှစ်အောင်စလုံးကလက်နက်တွေချလိုက်ပြီးလက်ပလာကြီးတွေနဲ့ပဲထိုးချိတ်နေကြပါတော့တယ်နောက်ဆုံးတော့ Zero Fuku လည်းလဲကျသွားပြီးတဖန်ပြန်ပြီးပျော်ရှင်နေတဲ့ Zero Fuku ကိုဖြစ်သွားပါတော့တယ်ဒါပေမဲ့ပျော်လို့မှမဆုံးသေးပဲ Zero Fuku ရဲ့ဂျိုးနှက်ဖက်က ကခေါင်းတွေနဲ့ရင်ဘက်တွေထဲကိုဖောက်ဝင်ခေါ်ပြီးနဂါးတွေလည်းထွက်လာကုန်ပါတယ်။အဲနဂါးတွေကဇီရိုဖူကိုကိုပတ်လိုက်ပြီးစွမ်းအားလုံးကြီးအဖြစ်ပြောင်းလဲသွားပါတယ်။အဲစွမ်းအားလုံးကြီးကခဏကြာတော့အက်ကွဲလာပြီးအဲထဲကနေကောင်းရင်မုံ၆ခုရဲ့နှစိုးပြင်ထွက်ပေါ်လာပါတော့တယ်။ဗုဒ္ဓလည်းအနောက်ကိုဆုတ်လိုက်ပြီးသူ့မျက်လုံးထဲမှာတော့ဘာကိုမှမမြင်ရနေပါဘူး။ နဖရားတပားကတော့နှင်းစီပန်တပွင့်ကိုကာပြီးမြေဩဇာကောင်းမှအပေကောင်းတစ်ခုဖြစ်လာတာလို့ပြောနေပါတယ်။ပြန်ဝဲတဲ့မှာတော့0 4ကိုတရားစွဲလုံးအဖြစ်ကိုပြောင်းလဲခံလိုက်ရပြီ။အဲထဲကနေကောင်းဝင်မောင်6ခုရဲ့နဆိုးပြင်ထွက်ပေါ်လာပါတော့တယ်။ဗန်ဟီတယ်ကတော့အဲ့ဒီသူကဘာသူလဲဆိုတာမသိနေပါဘူး။တပတ်ကဇူလို့လည်းဘာကောင်းကြီးလဲဆိုတာကိုတရားမှမသိကြပါဘူး။ဗုဒ္ဓကတော့မင်းကဘာသူလဲလို့မေးလာတော့ "तू ကပါပီရဆိုပြန်ဖြေလာပါတယ်။အဲဝစ်လည်းဘာသူကြီးမှမသိတာကြောင့်ဟာမစ်ကိုမေးကြည့်ပေးမယ်။ဟာမစ်လည်းဘာဆိုဘာမှမသိပါဘူး။အိုရင်ကိုသိမလားလို့မေးကြည့်တော့အိုရင်လည်းမသိပါဘူး။အဲအချိန်မှာပဲဟေးဒီစ်ရောက်လာပြီ။အဲဝစ်ကတော့ထိုင်နေတဲ့ ရာကနေထပြီးဖယ်ပြလိုက်ရပါတယ်။အဲ့ဒီကောင်ကလက်ဖျားမဟုတ်ဘူးလို့ပြောလာပြီးဇူးကတော့ထီပြိုင်ပွဲကိုဘာလို့လာကြည့်တာလဲလို့မေးလာပါတယ်။ဟယ်ဒီကတော့သူ့ညီပိုဆိုင်တန်ရှုံးသွားတဲ့ဇော်ကိုသိလိုက်ရတာကြောင့်တကယ်မှန်မှန်လာကြည့်တာလို့ပြောလိုက်ပါတယ်။ဇူးလည်းအဲ့ဒါတွေအသာထားပြီးအခုဘာတွေဖြစ်နေတာလဲဆိုတာကိုသိလာလို့မေးတာတော့ဟယ်ဒီလည်းတခါတော့ကမြောက်တော်ကမှအလေးရောက်နေအရေးပေါင်းဆက်လာပြီးပါပီရဆိုရဲနှစိုးပြင်းကြီးပေါ်ထွက်လာတယ်လို့ပြောလိုက်ပါတယ်။ဒီလောကကြီးကိုသုံးမျိုးခွဲကြတာပြီးနတ်ပြည်ငရဲပြည်နဲ့လူပြည်ဆိုပြီးခွဲကြတာပါတယ်။အဲ့ဒီသုံးပုံတွေကမှပါပီရကမြောက်တော်ကရဲ့တဝက်ကိုဖျက်ဆီးသွားပြီးမြောက်တော်ကသားတွေနဲ့အသေးဆုံးကုန်ကြတယ်လို့ပြော ောလာပါတယ်ကြံတဲ့တဝက်ကကန်ကောင်းလို့လွတ်လာတာဖြစ်ပြီးအဲကိစ္စကြီးဖြစ်ပြီးတဲ့နောက်မှာတော့ပါပီယက်ကအလိုလိုဒါဆိုဘလို့ဖြစ်လို့နဖျားတစ်ပါးမှာပါပီယက်ပေါ်လာတာလေလို့မေးလိုက်တော့ဟေးစီလည်းပြတ်နိုင်တာကတော့တယောက်ယောက်ကပါပီယက်ရဲ့အကျွမ်းကြံကိုလိုက်ကောက်ပြီးဇီရိုဖူကူစီမှာထည့်ပစ်လိုက်တာဖြစ်နိုင်တယ်လို့ပြောလာပါတယ်အဲလိုလုံးနိုင်တဲ့သူကဘသူလဲလို့မေးလိုက်တော့ဟေးဒီတဲ့သူကဘယ်လီဇဘဲလို့ပြောလိုက်ပါတယ်ပြန်ဝဲကွင်းထဲမှာတိုက်နေကြတဲ့နှစ်ယောက်မှာတော့ဗုဒ္ဓတရားဇီရိုဖူကူကိုလို့မေးလိုက်တော့ဇီရိုဖူကူကမရှိတော့ဘူးလို့ပြောလာပြီးသူရအစွမ်းကိုတုံးကြီးကြရအောင်လို့ပြောလာပါတယ်အဲနောက်မှာတော့ဗုဒ္ဓကိုတိုက်လာပြီးမဲ့ဗုဒ္ဓကကာထားလိုက်ပါတယ်ပါပီယက်ကတော့ဒါဝောကာထားနိုင်မလ ာလို့မေးလာပြီအစမပြတ်တိုက်လာပါတယ်ကြီးနေကြတဲ့အကူကတော့ဗုဒ္ဓကအနာဂတ်ကိုမြင်နိုင်တယ်ဆိုတော့ဘာမှမဖြစ်တော့ပါဘူးလို့ပြောလာပါတယ်ဗန်ဟီလည်းကတော့ဗုဒ္ဓရဲ့အနာဂတ်ကိုမြင်နိုင်တဲ့အစွမ်းကသူရစိတ်ဝိညာဉ်ကိုကြီးတာဖြစ်ပြီးကိုလုံးမယ်လို့စဉ်းစားလိုက်တဲ့အရာကိုမြင်နိုင်တာလို့ပြောလာပါတယ်အခုဗုဒ္ဓနဲ့ကြားနေတဲ့ပါပီယတ်စ်ကအမောင်လောကကနေလာတာဖြစ်တာကြောင့်သူ့မှာစိတ်ဝိညာဉ်ဆိုလို့အနေငယ်တော့မရှိပါဘူးဒါကြောင့်အခုကြားနေတဲ့ဗုဒ္ဓကအနာဂတ်ကိုမမြင်ရပဲဒီတိုင်းကြားနေတာလို့ပြောလာပါတယ်ကြားနေတဲ့ဗုဒ္ဓကတော့တရားရနေပြီပဲပါပီယတ်စ်ကိုရှင်းနိုင်နေတော့မှဒါပေမဲ့ပါပီယတ်စ်ကဗုဒ္ဓကိုမြင်မြန်ဆန်ဆန်အဆုံးသတ်ပေးဖို့သူ့ရဲ့အင်အားပြည့်ကိုထုတ်သုံးတော့မယ်လို့ပြောလာပြီးအားရ ပြင်းနဲ့ဗုဒ္ဓရှင်ကိုထိုးကြတာပါလေ။ကံကောင်းကျင်တော်ဗုဒ္ဓကအချိန်မီကာလိုက်နိုင်ပြီလွတ်သွားပြီလို့ထင်လိုက်ပေမဲ့အဲ့လိုဟောမနေပါဘူး။ဒိုင်းကိုယ်တော်ဖောက်တက်သွားပြီဘယ်ဘက်မျက်လုံးမှာပါသွေးတွေထွက်နေပါပြီ။ကြီးနေကြတဲ့ဇူရိုကတော့ကဆိုတာကိုကာနိုင်ခဲ့တဲ့လက်နက်ကအခုဆုံးရင်အပေါက်ပြက်သွားတာကိုတွေ့လိုက်ရလို့အံ့ဩနေကြပါရဲ့။အရင်အပြင်းနဲ့လက်နက်နဲ့ဗုဒ္ဓကိုတိုက်ပေမဲ့ဗုဒ္ဓကံတီပေလို့ကတိလေးရှောင်းလိုက်နေတာကြောင့်ခေါင်းကိုမထိပဲမျက်လုံးကိုထိသွားရတာပါ။အဲ့ဒါကိုတွေ့လိုက်ရတဲ့ပါပီးယားကတော့နောက်တစ်ခါရှောင်းနိုင်ပါဦးမလားလို့မေးလာပြီးဗုဒ္ဓကိုအဆမပြတ်တိုက်လာပါရဲ့။ဗုဒ္ဓလည်းရှောင်းချားနေပြီမဲ့သူရဲ့ခြေထောက်ကိုထိသွားတာကြောင့်တစ်ဖက်ကိုရှောင်းချားလိုက်ရပါရဲ့။အထဲမှာရှိနေတယ်မလားလို့0 full ကိုအော်ခေါ် ါ်လာပြီးပါပီးယားကတော့0ဖူကူကသူ့ဟာမြုံလိုက်လို့မရှိတော့ဘူးလို့ပြောလိုက်ပါတယ်အဲ့အရာတွေကိုကြားလိုက်ရတဲ့ပုံတာကတော့သူ့ရဲ့နီးလန်းတွေအချင်းစင်တွေနဲ့ကွဲပြားခြားနားတဲ့လက်နက်ကိုထုတ်လာပါတော့တယ်အဲ့လက်နက်ကအမုံတရားကနေဖြစ်ပေါ်လာခဲ့တာဖြစ်ပြီးဗုဒ္ဓတော်ပရမဇောအသုံးပြုခြင်းပါပဲကြီးနေကြတဲ့သူတွေကတော့အယံကိုအံ့ဩနေကြပြီးဟေဒီကတော့တခြားတဲ့နဲ့တတ်နိုင်တဲ့လက်နက်ပဲလို့ပြောလာပါတယ်ဗုဒ္ဓလည်းအားကုန်သုံးပြီးပါပီးယားကိုတွားတိုက်လိုက်တော့ပါပီးယားကသူ့လက်နက်နဲ့ကာလိုက်ပြီးရှောင်ချလိုက်ပါတယ်လက်နက်ရဲ့အချိန်ကိုမြင်လိုက်ပြီးပါပီးယားကိုခုတ်လိုက်တဲ့အချိန်မှာတော့ဗုဒ္ဓရဲ့ဘိုက်မှာအပေါက်ဖြစ်သွားပါပြီပါပီးယားကလက်နက်ကဗုဒ္ဓရဲ့ဘိုက်ကိုဖောက်ဝင်သွားပြီးနောက်ဆုံးဘာပြောချင်သေးတယ်လို့မေးလိုက် ပါတယ်ဗုဒ္ဓလည်းဘယ်နဲ့ဘုရားမလူသားတွေကိုမကဲတဲ့ငါကဲတင်မယ်လို့ပြောလာပြီအရှိကိုဆက်တိုးသွားပါတယ် ဘိုင်းကိုဓာတ်နဲ့ထိုးမိသွားတာတော့နောက်မဆုတ်တဲ့အပြင်အရှင်းကိုတိုးလာတာကြောင့်ပါပီးကအံ့ဩနေရပါတယ်အဲနောက်မှာတော့ခြေထောက်နဲ့ကန်လိုက်တာကြောင့်တစ်ဖက်ကိုလွှဲထွက်သွားရပြီးဘုဒ္ဓကတော့ကြောက်နေပြီလားလို့မေးလာပါတယ်ပါပီးကဆယ်သူကတစ်ချိန်လုံးကငရဲပုံသားတဝက်လောက်ကိုဖျက်ဆီးခဲ့ပြီးသူ့ခန္ဓာကိုယ်ကစွမ်းအင်ကိုမခံနိုင်တာကြောင့်သူ့ဘာသာပြန်ဆီးခဲ့ရတဲ့သူကအခုလိုခန္ဓာကိုယ်ကောင်းကောင်းရနေချိန်မှာမကြောက်ဘူးလို့ပြန်ပြောလာပါတယ်အဲနောက်မှာတော့ဘုဒ္ဓရှင်ကိုခုံဝင်လာပြီးဘုဒ္ဓနဲ့ခြားကြပါတော့တယ်ကြီးနေကြတဲ့အဲရီကတော့ဘုဒ္ဓကနောက်ဆုံးအချိန်ထိတော့တောက်ခံသွားနိုင်တာကြောင့်ယောက်ျားကောင်းပြီးသားပါတယ်လို့ပြောနေချိန်မှာဟာမက်ကတော့ဘုဒ္ဓကတစ်ခုခုကိုချိန်ရွယ်နေတာလို့ပြောလိုက်ပါတယ်ကွင်းထဲမှာတော့ဒဏ်ရာတွေနဲ့ တိုက်ခိုက်နေတဲ့ဗုဒ္ဓကိုကြည့်ပြီးပါပိယကကြောက်လာရပါတယ်။ဘိုင်းမှာအပေါင်းဖြစ်နေတဲ့အပြင်မျက်လုံးကပါမမြင်ရတဲ့သူကအခုတည်းကသူ့ရတိုက်ခွက်တွေကိုခုခံနိုင်သေးတာကိုမယုံကြည်နိုင်ဖြစ်နေရပါတယ်။အဲဒါကိုကြည့်ပြီးပါပိယကလည်းဗုဒ္ဓကိုခန္ဓာတွင်းနဲ့အပြတ်ရှင်းနိုင်မို့သူ့ရလက်တစ်ဖက်ကိုဖြတ်လိုက်ပြီးဒါကြောင့်ဖန်တီးလိုက်ပါတယ်။ဗုဒ္ဓကအရှုံးမပေးဘဲသူ့ရလက်နက်နဲ့အတူပါပိယရှင်ကိုပြေးသွားပြီးတိုက်လာပါတယ်။ဒါပေမဲ့ဗုဒ္ဓရဲ့လက်နက်ကပြတ်စည်းသွားရပြီးတောင်ဝေးအပြစ်ကိုပြန်ပြောင်းသွားပါတယ်။အဲနောက်မှာတော့ထပ်ပြီးတိုက်ခိုက်လာတာကြောင့်သူ့ရတောင်ဝေးနဲ့ကာလိုက်ပြီးခုခံထားပါတယ်။ဒါပေမဲ့တောင်ဝေးလက်မခံနိုင်တော့တာကြောင့်ပြတ်စည်းသွားရပြီးတစ်ဖက်ကိုလွှတ်ထွက်သွားပါတယ်။အားလုံးကဗုဒ္ဓကိုဆူတောင်းပေးနေကြပြီးဗုဒ္ဓက တော့အလင်းနှန်းတစ်ခုကိုခံစားလိုက်ရပါတယ်။အဲအလင်းနှန်းကိုလှမ်းဖက်လိုက်တဲ့အချိန်မှာတော့ဒါရိုးတစ်ခုကိုကင်လိုက်မိမှသိလိုက်ပါတယ်။ကာပီယက်ကတော့အတော်အားနေတဲ့ကောင်ဆိုပြီးအဆုံးသတ်ပေးဖို့လုံတော့မဲ့အချိန်မှာဗုဒ္ဓကရည်လာပါတယ်။အုံတော့ပြတ်သွားပြီပဲလို့ပါပီယက်ပြောလာပြီးဗုဒ္ဓကတော့ဇီရိုဖူကိုရဲ့ဒါရိုးကိုကင်ထားပါတယ်။အဲနောက်မှာတော့တိုက်တိုက်ကြရအောင်ဇီရိုဖူကိုတော့ပြောလာပြီးဒါရိုးကလည်းအလင်းရောက်နေဖြားလာပါတော့တယ်။ကြီးနေတဲ့ဘန်ဟီလည်းကတော့ဒါကအကောင်းဆုံးသောပေါင်းစပ်မှုပဲလို့ပြောလာပြီးဗုဒ္ဓဘာသာမှာဆိုရင်ညံလင်းပွင့်သွားတာလို့ပြောလာပါတယ်။အဲအချိန်မှာပဲဗုဒ္ဓလက်ထက်ကဒါရိုးကလက်နက်အသစ်တစ်ခုဖြစ်ပေါ်လာပါပြီ။ဗုဒ္ဓလည်းပါပီယက်ကိုအဆမ်းမပြတ်သွားတိုက်ခိုက်ပြီးပါပီယက်ကတော့အခုထိ တိုင်းနိုင်သေးတာကိုပဲအံ့ဩနေပါတယ်လူသားတွေအားလုံးကဗုဒ္ဓကိုအားပေးနေကြတာကြောင့်အဲဆူတောင်းသံတွေကဗုဒ္ဓကိုအင်အားတစ်ခုဖြစ်ပေါ်လာစေပါတယ်အဲအချိန်မှာပဲအားရအပြည့်နဲ့တိုက်လိုက်တာကြောင့်တယောက်တစ်ချက်စီတိုင်းရောက်သွားကြပါတယ်ကြီးနေကြတဲ့သူတွေကတော့ဗုဒ္ဓကသူ့ရဲ့ limit ကိုရောက်နေတာကြောင့်ဗုဒ္ဓအရင်ဆုံးလဲမယ်လို့ပြောနေကြပေမဲ့ဟေဒီကတော့ဗုဒ္ဓကိုတေချာကြည့်လို့ပြောလိုက်ပါတယ်ပြန်ဝဲခွေးနဲ့ကဗုဒ္ဓကတော့ပါပိယဆက်တိုက်ခိုက်မှုတွေကိုမြင်နေရတာကြောင့်အေးစိလေးရှောင်နိုင်နေပါတယ်ဗန်ဟီဒန်ကတော့ဗုဒ္ဓကအနာဂတ်ကိုပြန်မြင်ရသွားတာပဲလို့ပြောလာပြီးခုခုရှင်းပြလာပါတယ်ပထမဆုံးဆက်စပ်ချင်းပေါ်လာတော့ကပါပိယဆက်ဝင်းကြီးကလုံးဝအမောင်လူတွေကိုရောက်နေတာကြောင့်ဘလို့မှမမြင်ရ င်ရပါဘူးအခုတော့ပါပီရဲကဗုဒ္ဓကိုကြောက်တဲ့စိတ်ဖြစ်ပေါ်လာပြီစေဝင်းကြီးရဲ့လင်းရောက်ပေါ်လာပါပြီဒါကြောင့်ဗုဒ္ဓကပါပီရဲရဲ့တိုက်ခိုက်မှုတွေကိုအေးစိနဲ့ရှောင်နိုင်နေတာပါပို့ပြီးတိုက်ခိုက်လေတခြားလေးတော့မထီလေဖြစ်လာပြီဗုဒ္ဓကိုပို့ပြီးစိတ်တို့လာရပါတယ်ဒါကြောင့်သူ့ရဲ့အာပြင်းဆုံးနဲ့ဗုဒ္ဓကိုတိုက်လိုက်တဲ့အချိန်မှာတော့ဗုဒ္ဓတော့ရှော့သွားပြီးပဲလို့ထင်လိုက်ပါတယ်ဒါပေမဲ့ဗုဒ္ဓကတော့အနောက်ကနေပေါ်လာပြီးအတူတူအဆုံးသတ်လိုက်ကြရအောင်ဇီရိုဖူကိုပြောလာပြီးဒါနဲ့ခုံချလိုက်ပါတယ်ပါပီရဲကနှစ်ချမ်းကွဲသွားရပြီလဲကျသွားပြီလူသားတွေလည်းဗုဒ္ဓကိုအော်ဟစ်အားပေးလာကြပါတယ်ဇူရိုကတော့လူသားတွေကနိုင်သွားတာကြောင့်မကျေနပ်နိုင်ဖြစ်နေကြပြီဗုဒ္ဓကတော့ကောင်းကင်မှာရှိတဲ့ဇူရိုဖူကိုနှုတ်ဆက်လိုက်ပါ တယ်ဗုဒ္ဓလက်ထက်ကဓာတ်ကလည်းပျောက်ကွယ်သွားပြီးကွင်းနန်းကလည်းထွက်ဖို့လုံလောက်ပါတယ်အဲအချိန်မှာပဲ zero fugu ကဲပြီးကတဲ့ငှက်ပေါက်လေးရောက်လာပြီးဝန်းနှန်းစွာပဲငုံကြွေးနေပါတယ်ဗုဒ္ဓကတော့ zero fugu ကိုချစ်တာတယောက်တည်းမဟုတ်ဘူးပဲလို့ပြောလာပြီးအထဲကိုဝင်သွားပါပြီအထဲမှာတော့ဘန်ဟီတာကိုတွေ့လိုက်ရပြီးတွေ့တာနဲ့မေးလဲသွားပါတယ်ဒါကြောင့်တွန်းလန်းတဲ့စေကန်းကိုသွားဖို့လုံနေရပြီပဲဗုဒ္ဓကတော့ရည်ရွယ်ချက်တွေပြည့်သွားပြီမလားလို့မေးလာပါတယ်တပတ်ကဆိုတော့ကတော့လူသားတွေနဲ့သေရကြနေတာကြောင့်မကြင်မနှက်ဖြစ်နေပြီဟေဒီကတော့နောက်ဘက်မှာသူ့ပြိုင်မယ်လို့ပြောလာပါတယ်အဲဒါကိုသိလိုက်ရတဲ့ဘန်ဟီတာလည်းငရဲပြည်ရဲ့ဘရင်နဲ့ရှင်ပြိုင်နိုင်မှုအတွက်အရာအလုံးရအစာပြိုးဘရင်နဲ့ရှင်ပြိုင်ပေးဖို့ဖြစ်လာရပါ ါတယ်အဲအချိန်မှာပဲနယံတွေကိုဖောက်ပြီးထွက်လာပြီးသူကတော့လူသားတွေဘက်ကနေတိုက်ပွဲဝင်မဲ့ဘရင်မှာပဲဒီ animation လေးရောက်ဒီမှာပဲအဆုံးသတ်သွားပါပြီဗျနောက် animation အသစ်တစ်ပုဒ်နဲ့ထူပြန်လာခဲ့ပါမယ် anime ကြီးကျင်တဲ့ညီကိုတွေအတွက် Go anime 777ကို Telegram မှာရိုက်ချပြီး join ပြီးအားပေးနိုင်ပါတယ်ဗျနောက်ပိုင်းနဲ့အတူတို့ပြန်လာခဲ့ပါမယ်ကြီးစုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်